တင်းခဏကိုနာတော်သားဆင်နေကြတဲ့ပြိတက်တွေအလုံးကိုတာလီဆော့ပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့မြန်မာတက္ကရိ1386ခုနှစ်တပေါင်းလဆောက်14ရက်နေ့2025ခုနှစ်မတ်လ29ရက်နေ့စီရင်ရတဲ့တနိဒာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာနဲ့အတူကျွန်တော်စောဖုခကအစီအစဉ်မူအဖြစ်တင်ဆက်ကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။တင်ဆက်သွားမယ့်သတင်းတွေကတော့ စ်ကောင်စီလက်ချောင်းတိုက်ခိုက်ခံခဲ့ရတဲ့ပုံနဲ့ကြုံမှာတေဆုံးသူရက်သား9ဦးထိရှိလာတဲ့ဆိုတဲ့တည်။အနာကစစ်မျက်နှာမှာမန်အောင်ကအရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ဒေါက်တာအင်းမောင်ပြောဆိုလိုက်တဲ့တည်။ငိန်ချဲရေးကိုအာသွန်ခွန်ဆိုင်လုပ်နေတာဟာမိသားစုနဲ့ပါတီအတွက်မဟုတ်ဘူးလို့ဒေါ်စောမြရာစာလင်းပြောဆိုလိုက်တဲ့တည်အပြင်ခလဲတဲစစ်ကောင်စီတက်စကန်ကို KNLA ကအပိတက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့တည်အပါအဝင်ဒီနေ့တနေ့တာထူးခြားတဲ့တည်တွေကိုကြားကြရမှာလည်းဖြစ်ပါတယ်။ ဆောင်ကြားရမှာကတော့စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ပုံနဲ့ကြို့မှာတေဆုံးသူအရက်သား9ဦးထိရှိလာတဲ့ဆိုတဲ့တရင်ကိုကြားရမှာဖြစ်ပါတယ်ဒီတရင်ကိုတော့ကိုစောဖိုးဘွားကဖတ်ပြပေးထားပါတယ်ပြည်ခဲ့တဲ့မတ်လ25ရက်နေ့ညနေ9:00နာရီကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာကိုခံခဲ့ရတဲ့ပုံနကျုံမြို့နယ်အောင်မြူပြင်ရွာဖြစ်စဉ်မှာတေဆုံးသူအရက်သား9ဦးအထိရှိလာနေပါတယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့နေ့မှာတော့မိသားစု3ဦးဟာနေရာမှာပဲပွဲချင်းပြီးတေဆုံးခဲ့ရပြီးတော့ အရသာဆက်လေးဦးဟာထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြပါဗါတယ်။အဲ့ဒီဒဏ်ရာရသူတွေထဲကနှစ်ဦးမှာစေကူတာခံယူနေတာကနေပြီးတော့တေဆုံးသွားခဲ့ရပြီးတေဆုံးသူဟာလက်ရှိမှာ၅ဦးအထိရှိလာနေရလဲဖြစ်ပါတယ်။နေရာမှာတွင်ပွဲချင်းပြီးတေဆုံးသွားခဲ့ရတဲ့မိသားစုဝင်၃ကတော့အသက်53နှစ်အရွယ်ဦးတန်းမောင်နဲ့ဇနီးဖြစ်သူအသက်55နှစ်အရွယ်ဒေါ်မကြီး၊တားဖြစ်သူအသက်16နှစ်အရွယ်မောင်တက်နိုင်တို့ဖြစ်ကြပြီးတော့လက်ရှိစေကူတာရင်တေဆုံးသွားတဲ့သူနှစ်ဦးကတော့ အသက်15နှစ်အရွယ်မအေးမြက်ဝေနဲ့ကိုရဲလင်းဆိုးတို့ဖြစ်ကြပြီးတော့သူတို့တို့ဦးဟာဒဏ်ရာအလွန်တရာပြင်းထန်တာကြောင့်မတ်လ26ရက်နေ့မှာတည်ဆုံသွားခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာလည်းကြန့်ရှိနေသေးတဲ့ဒေသခံပြည်သူစနအုပ်ကိုစေဝါကုသပေးအရီကိုလှုံ့ဆော်နေရတယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာတိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲအာရခတတော်ထိန်းချုပ်မှုအောက်မှာငြိမ်းချမ်းစွာနေထိုင်နေကြတဲ့ပုံနှချုံမြို့နယ်အတွင်းကအောက်ဖြူပင်ကြီးွာကိုစစ်ကောင်စီကအရသာပြည်သူတွေနဲ့စစ်ဘေးရှောင်ပြည်သူနေထိုင်ရာနေရာတွေကို တမင်ရွယ်ချက်ရှိနဲ့လေကြောင်းတိုက်မှုကိုလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းပြောပါရယ်။ဒါအပြင်စစ်ကောင်စီဟာပြီးခဲ့တဲ့မတ်လ22ရက်နေ့ကလည်းပုနရကျော်မြို့နယ်အတွင်းကကြော်စံကြီးရွာကို Jet Fighter နဲ့နှစ်ကြိမ်တတိုင်ဘုံချက်တိုက်ခိုက်တာကိုလှုပ်ဆောင်ခဲ့ပါသေးတယ်။ရခိုင်ကအရခတရစီမှာစေရေးအရှုံနဲ့နယ်မြေအများအပြားလွတ်လွတ်ဆုံးရှုံးထားရတဲ့စစ်ကောင်စီဟာအခုနောက်ပိုင်းမှာအရသာပြည်သူနဲ့စစ်ပေးရှောင်တွေနေထိုင်ရနေရာတွေကိုလေကြောင်းတိုက်ခိုက်တာတွေကိုမကြာခဏဆိုသလိုစတိုက်လုံးဆောင်လာနေရလဲဖြစ်ပါတယ်ခင်ဗျာ မှာကတော့အနာဂတ်စစ်မျက်နှာမှာနိုင်အောင်ကအရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ဒေါက်တာအေးမောင်ပြောဆိုလိုက်တဲ့သတင်းကိုကြားရမှာလည်းဖြစ်ပါတယ်။ရခိုင်မှာလက်ရှိအရခတက်တော်ကတိုင်ပိတ်ဖို့ကြံနေတဲ့မြို့နယ်၃ခုထဲကအနာဂတ်စစ်မျက်နှာဟာမန်အောင်ကျွန်းဖြစ်နေတယ်လို့ဒေါက်တာအေးမောင်ကမီဒီယာတွေကိုပြောဆိုလိုက်ပါတယ်။အဲ့ဒီပြောဆိုမှုကိုဒေါက်တာအေးမောင်အနေနဲ့ NSPNC ဥဆောင်မှုနဲ့ကျင်းပနေတဲ့ငင်းချမ်းရေးဆွေးနွေးပွဲအပြီးမီဒီယာတွေမေးမြန်းတဲ့နေရာမှာပြောဆိုထားတာလည်းဖြစ်ပါတယ်။စစ်တွေကြောက်ဖြူမန်အောင်တုံးဖွဲ့ဆိုင်ပြီးအနာဂတ်စစ်မျက်နှာမှာအရေးကြီးတာက မန်းအောင်ကျွန်းပေါ့မန်းအောင်ကျွန်းကိုဘလို့နေပြီးပြီးဖြစ်အောင်တပ်ဘက်ကဘလို့လောက်မှလဲအဲပြီးဖြစ်အောင်ဘလို့လောက်မှလဲလို့ဒေါက်တာအိမ်မောင်ကပြောဆိုသွားတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံတစ်ခုလုံးနဲ့ပတ်သက်တဲ့အရာတွေဟာအမေရိကန်ဓမ္မနထရန့်ရဲ့2.0လက်ထက်မှာပုံစံပြောင်းလဲမှုတွေရှိတွားခဲ့ရပြီးအဲ့ဒီပြောင်းလဲတွားခဲ့တဲ့အပေါ်မှာအေအေပါဝင်မြောက်ပိုင်းညီနောင်တောင်ဖွဲ့ကိုလည်းရိုက်ခိုင်းမှုရှိတွားနိုင်တယ်လို့ဒေါက်တာအိမ်မောင်ကဆိုပါတယ်လက်ရှိမှာလည်းကြောက်ဖြူဒေတာမှာပေါကလိကလုံခြုံရေးနဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေဟာလည်း ရောက်ရှိနေတာတွေရှိနေပြီးတရုတ်ကြီးနေမြို့နယ်မှုအများဆုံးရှိနေတဲ့ကြောက်ဖြူဒေသလိုနေရာမှာတိုက်ပွဲဖြစ်လာခဲ့ရင်လည်းတရုတ်အနေနဲ့လည်းသူတို့အကျိုးစီးပွားရှိရာပိုက်လိုင်းတစ်လျှောက်ကိုတော့ကာကွယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသူကပြောဆိုပါတယ်။ဒါအပြင်အာရခတပ်တော်အနေနဲ့ရေရှည်စစ်ကိုတွားရမယ်ဆိုရင်ကမ်းမြောင်ဒေသဖြစ်တဲ့ရခိုင်ဒေသရဲ့အနောက်ဘက်ကရန်ကုန်ရေရှည်တောက်ခံဖို့အလွန်တရာခက်ခဲတယ်ဆိုတာကိုမြင်လာခဲ့ရင်အေးအေးအနေနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုလုပ်လာရမှာဖြစ်တယ်လို့လည်းဒေါက်တာအေးမောင်ကပြောဆိုတော့ပါတယ်။ လက်ရှိဖြစ်နေကြတဲ့ပြည်တွင်းစစ်ကြမ်းမှာလည်းနှစ်ဦးနှစ်ဖက်တင်ဆုံတာတွေရှိနေတဲ့အတွက်လက်ရှိပြည်တွင်းစစ်ကိုရက်ဖို့လွတ်နေပြီဖြစ်တယ်လို့လည်းသူကပြောဆိုသွားပါတယ်ဆလတ်တီကြားရမှာကတော့ငင်းချရွက်ကိုအာတုံဖွန်ဆိုင်လုပ်နေတာဟာမီတာစုနဲ့ပါတီအတွက်မဟုတ်ဘူးလို့စောမြတ်ရာစာလင်းပြောဆိုလိုက်တဲ့တဲ့င်းကိုကြားရမှာပါဒီတဲ့င်းကိုတော့ကိုစောဖွားဖွားကတင်ဆက်ပေးထားပါဗျငင်းချရွက်ကိုအာတုံခွန်ဆိုင်လုပ်နေတာဟာ မိသားစုနဲ့ပါတီအတွက်သာလုပ်နေတာမဟုတ်ဘဲနိုင်ငံထဲမှာရှိနေကြတဲ့ပြည်သူလူထုတရားလုံးအတွက်လှုံ့ဆော်နေတာဖြစ်တယ်လို့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဥက္ကဋ္ဌစောမြရစာလင်းကပြောဆိုလိုက်ပါတယ်။အဲ့ဒီပြောဆိုမှုကိုစောမြရစာလင်းအနေနဲ့ NSPNC ဥဆောင်မှုနဲ့ကျင်းပနေတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးမီဒီယာတွေမြင့်မြတ်တဲ့နေရာမှာပြောဆိုထားလည်းဖြစ်ပါတယ်။လက်ရှိသူ့အနေနဲ့ငြိမ်းချမ်းရေးလုပ်နေတာဟာသူ့တယောက်တည်းအထွတ်မဟုတ်သလိုသူ့မိသားစုသူ့ပါတီအတွက်တသက်ကြိုးပမ်းနေတာမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းမှာနေထိုင်နေကြတဲ့ပြည်သူလူထုတရအလုံးအတွားလှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းဒီလိုကြိုးပမ်းနေရတာဟာအစိုးရတစ်ဖက်တည်းကိုမလုံပေးပြီးတော့လှုပ်ဆောင်နေတာမဟုတ်တလို့သူတို့အနေနဲ့အစိုးရကိုလည်းကိုကျင်းစာတာရှိတယ်လို့နေပရိသအသီးသီးမှာဒုက္ခတွေရောက်နေကြတဲ့မိသားစုအလုံးရဲ့ဖြစ်စဉ်ကိုလည်းရင်ထဲမှာခံစားပြီးတော့မှတနိုင်ငံလုံးငြိမ်းချမ်းရေးအတွက်ကိုသူကြိုးပမ်းနေတာဖြစ်တယ်လို့စောမြရစာလင်းကဒရင်မီယာဘေကိုပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိစောမျက်စာလင်းအနေနဲ့ NSPNC ဦးဆောင်မှုနဲ့ကျင်းပနေတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်လာတာဟာမငြိမ်းချမ်းမှုတွေဖြစ်ပေါ်နေတဲ့အပေါ်မှာငြိမ်းချမ်းမှုတွေရလာအောင်အားလုံးခွန်ဆိုင်ဆွေးနွေးဖို့အတွက်ဒီပွဲကိုတက်ရောက်လာတာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ဒီဆွေးနွေးပွဲကနေချက်လာတဲ့ဆွေးနွေးမှုအကျိုးရလဒ်ကိုစကောင်းဆောင်နိုင်ငံတော် အကြီးအကဲတွေစီကိုတင်မြှတ်သွားမှာဖြစ်ပြီးတော့အခုလိုဆွေးနွေးမှုလောက်ဆောင်တာဟာဆွေးနွေးမှုမလောက်ဆောင်ဘဲနေတာထအကျိုးရလဒ်ကောင်းမှာဖြစ်ပြီးငြိမ်းချမ်းရေးကိုလည်းပြည်သူလူထုအနေနဲ့ ပိုတိလာမှာဖြစ်တယ်လို့လည်းဆိုပါတယ်လက်ရှိစစ်ကောင်စီကလှုပ်ဆောင်မှုလုပ်နေတဲ့ရွေးကောက်ပွဲဟာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကိုအလုံးစုံပြောင်းလဲသွားမှာမဟုတ်တလို့ငြိမ်းချမ်းရေးအတွက်ကိုတော့တပိုင်းတစတော့အထောက်အကူပြုမှာဖြစ်တယ်လို့ဒီရွေးကောက်ပွဲတစ်ခုတည်းနဲ့တော့နိုင်ငံတော်အသက်စီကိုတွားလို့မရတဲ့အနေအထားမှာရှိတယ်လို့လည်းဆိုထားပါတယ်ခင်ဗျာ ေ့တာထုတ်လွှင့်မှုရဲ့နောက်ဆုံးကြားရမယ့်သတင်းကတော့ခလေတဲစစ်ကောင်စီတပ်စခန်းကို KNA ရဲကအပိတက်တင်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုကြားရမှာလည်းဖြစ်ပါတယ်။ KNU ကရင်မြို့သားအစီရောကော်တူလေးအုတ်ချုပ်နယ်မြေဖအံခရိုင်လှမ်းဝဲမြို့နယ်အတွင်းဝင်ရောက်ကျူးကျော်တပ်ဆွဲထားတဲ့ခလေတဲစစ်ကောင်စီတပ်စခန်းကိုကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNA ကအပိတက်တင်ပိုက်လိုက်ပြီးလို့ KNU ကဒီနေ့မလ26ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်။ အဲ့ဒီတိုင်းပိုက်ရရှိခဲ့တဲ့ခလေတဲ့စစ်ကောင်စီတပ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNA တပ်မှခုနှစ်တပ်မှလုံခြုံရေးစစ်ကြောင်းတပ်ရင်း၁၉တပ်ရင်း၂၁တပ်ရင်း၂၂နဲ့တပ်ရင်း၂၄တပ်ရင်းတွေကပူးပေါင်းပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ် KNA နဲ့ပူးပေါင်းတပ်တွေဟာဒီတပ်စခန်းကို၂၀၂၅ခုနှစ်မတ်လ၂၂ရက်နေ့ကပဲစတင်ပြီးတော့ဒုံးနဲ့ဘုံကျဲတိုက်ခိုက်တာကိုလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီကလည်းအဲ့ဒီတပ်စခန်းမကြဆုံးစေရတဲ့အတွက် မလ24ရက်နေ့မှာ Jet Fighter 20နဲ့ပေါင်900ဘုံ၄လုံးကျဲချတိုက်ခိုက်တာဝိုင်းတွဲလေရင်နဲ့ဘုံ36လုံးအထိပြန်လဲကျဲချတိုက်ခိုက်တာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မလ25ရက်နေ့မှာတော့ KNL နဲ့ပူပေါင်းတပ်တွေရဲ့အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုစစ်ကောင်စီတပ်တွေအနေနဲ့မခုခံနိုင်တော့တဲ့အတွက် စကန်တွင်းမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေဟာလက်နက်ခဲယမ်းတွေကိုမိရှုဖျက်ဆီးပြီးစကန်ကိုစုခွာထွက်ပြေးခဲ့ကြတယ်လို့ဆိုထားပါတယ်။ဒီလိုစစ်ကောင်စီတပ်သားတွေစကန်စုအထွက်ခွာထွက်ပြေးပြီးတဲ့နောက် KNA နဲ့ပူးပေါင်းတပ်တွေဟာခလဲဒေးစခန်းကိုနယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်ချိန်မှာတော့စစ်ကောင်စီတပ်သားအလောင်းနှလောင်းကို တွေ့ရှိခဲ့တယ်လို့စခန်းအတွင်းကလည်း point 5တလက် point 5ပြောင်းနှစ်ချောင်း60မမအရှိတလက်60မမအတူတလက် RPG 7တလက် MA2 3လက်ဂျင်မာတလုံးမိဆက်အကြီးတလုံးမိဆက်အသေးတလုံးမိုက်ရှာဆက်တစ်ခု ရှစ်ထွက်မိုင်း6လုံး16နင်းမိုင်း2လုံး60မမကြီး29လုံးခွေးပုံး10လုံး 81မမကြီးနှလုံး40မမကြီး32လုံး RPG 7ကြီး14လုံး9တမ6နှစ်ကြီး2000 9တမ56ကြီး9000တိုက်မိုင်း60လုံးခမောက်10လုံးဆိုလာ၄ချက်ကိုလည်းတင်းစီရမိခဲ့တယ်လို့လည်းဆိုထားပါဗျ။ဒီကလေးတဲမှာရှိနေတဲ့စစ်ကောင်စီတပ်စခန်းဟာ1989ခုနှစ်စက်တင်ဘာ22ရက်နေ့မှာထိုင်းမြန်မာနယ်စစ်တေတာကိုထိန်းချုပ်ရေးဆိုတဲ့ရွေချက်နဲ့တိစောက်ခဲ့တဲ့တပ်စခန်းတစ်ခုဖြစ်ပြီးတော့အဲ့ဒီစခန်းတိစောက်ပြီးနောက်မှာတော့ ဒေသခံပြည်သူလူထုကိုလူလက်စွာလှုပ်ရှားသွားလာခွင့်နဲ့နေထိုင်လောက်ကန်စားတောက်ခွင့်တို့ကိုတားမြစ်ခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ဒီနေရာတွေကိုဒေသခံပြည်သူလူထုတွေအနေနဲ့လူလက်စွာလှုပ်ရှားသွားလာနိုင်ရတဲ့လောက်ကန်စားတောက်နိုင်ရတဲ့အတွက်ပြည်သူလူထုရဲ့လူလားချက်တွေနဲ့အညီကရင်မျိုးသားလူမျိုးရဲတပ်မတော် KNA ကခလေတဲ့စစ်ကောင်စီတပ်စခန်းကိုတိုက်ပိုက်ပြီးနောက်မှာတော့နေမြေရှင်းလင်းရေးလုပ်ငန်းတွေကိုလောက်ဆောင်နေတယ်လို့လည်းထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ ကျွန်တော်တို့ CNA သတင်းဌာနရဲ့တနေ့တာ review သတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြည့်စုံပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရာပြုရပါတယ်။နောက်နေ့ဒီမှာလည်း CNA ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာရှိနိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလည်းလက်ဆက်ဆောင်မြည်ရှိနိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။